။ ARD တိုင်းလေမျက်နှာမြို့နယ်တဲနုကုန်းကျေးရွာနယ်မြေရဲစခန်းကိုအာရခတက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုင်လိုက်ပါတယ်။ဒီမျက်နာမျိုးနဲ့အတွင်းကစစ်ကောင်စီတပ်တွေအခြေစိုက်ထားတဲ့သဲနုကုံကျေးရွာနယ်မြေရဲစခန်းကိုဇွန်လ16ရက်မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုင်လိုက်တယ်လို့ဒေသခံတွေစီကသိရပါဗျ။ရဲစခန်းသိမ်းခံလိုက်ရတာဟုတ်တယ်။မင်းကသိမ်းတာပါ။အတီးပြုတ်လို့ရပါတယ်လို့ AOR သတင်းရှင်းမြစ်ကပြောပါဗျ။ အဲ့ဒီနေမြေရဲစခန်းမှာစစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့တွေတက်ဆွဲနေရာယူထားပြီးစစ်ကောင်စီဘက်ကဝိုင်းထွဲလျင်တွေတုံပြီးလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တဲနုကုံရဲစခန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှထွက်ပြေးသွားပြီးရေပြူကြီးရွာမှာပြန်လည်အင်အားစုဆောင်နေတယ်လို့လည်းသိရပါဗျ။အလားတူရေကြီးမြို့နယ်အတွင်းမှာလည်းတိုက်ပွဲတွေဆက်လက်ရှိနေပြီးအမတ်တ၃လေးလေးအနည်းကိုစစ်ကောင်စီက ။လေချောင်းကနေပုံကျဲတဲ့အပြင်ဆက်တက်လေရီးတွေပါသုံးပြီးတိုက်ခိုက်နေတယ်လို့သိရပါဗျ။ရင်းနသာဂိမ်းနဲ့ကြုံမျောခလာရ၃၆မှာလဲခန်းစစ်ခန်းတွေထပ်မံတိုးချဲ့ပြီးလုံခြုံရေးအပြည့်ယူထားတယ်လို့သိရပါဗျရှင်။